ွက်တော်ဒီမမိုက်တော်နာဤလန်ခီလင်းစေပြီစင်နံကတော်လန်လျှပြဖို့ဆောင်နေစေပြီဘုရားနဲ့တီတွေ့ဖို့နေစေတော်ဒီလျင်းနေဝါရဲ့တန်တွေရင်ချလုံးလာစီရန်မမိုက်တော်နဲ့ တောလျာကျမ်းအခန်းကြီး2တပန်ထာဝရဘုရားသည်မောရှိနှင့်အာရုံအားမိန့်တော်မူသည်ကားဣသရီလအမျိုးသားအသီးအသီးတို့သည်မိမိတတ်နှင့်ဆိုင်သောအလံမိမိအဆွေမျိုးနှင့်ဆိုင်သောအလံအနားမှပရိသတ်စည်းဝေးရသဲတော်ကိုရှေ့ရှုပြု၍နေရာချရမည်။နေထွက်ရအရှိမျက်နှာ၌ယူသတတ်အလံနှင့်ဆိုင်သောအလုံးရင်းသည် နေရာချ၍အမိနသက်သာနာရှုံသည်ယူသအမျိုးသားတို့တွင်ပိုလောက်ရမည်။သူအုပ်ရသော အလုံးအရင်းအရေးအတွက်ကား 9400ရှိတည်းယူဒတ်တက်အနားမှာဣတခာတက်ချ၍ဇုအာသာနာဒနီလသည်ဣတခာအမျိုးသားတို့တွင် ပိုလောက်ရမည် သူအုပ်ရသောအလုံးအရင်အည်အတွက်က9400ရှိတည်းထို့နောက်ဇာဘလုံတက်ချ၍ဟေလုံသားအေလာပသည်ဇာဘလုံအမျိုးသားတို့တွင်ပိုလောက်ရမည်သူအုပ်ရသော အလုံးအရင်အည်အတွက်က 9,400ရှိသည် ယူဒာတပ်နှင့်ဆိုင်သော အလုံးအရင်အရေးအတွက်က38,400ရှိသည်ဤသူတို့သည်တပ်ဦးအရာ၌ခြီးရကြမည်။တောင်မျက်နှာ၌ရူဘင်တပ်အလုံးရင်းသည်ရူဘင်အလံကိုထူ၍ရှေတုရသာအေလိစုရသည်ရူဘင်အမျိုးသားတို့တွင်ပိုလောက်ရမည်။သူအောက်ရသော အလုံးအရင်အရေးအတွက်က4,6500ရှိသည်ရူဘင်တပ်အနားမှရှိမှုတတ်ချ၍ စူရီရှက်တဲ့သားရှေလူမြေလာသည်ရှိမအမျိုးသားတို့တွင်ပို့လောက်ရမည်ဒူအောက်ရသော အလုံးရင်အည်အတွက်က9300ရှိသည်ထို့နောက်ကတ်တက်ချရွေတွေလာသားအေးလာတတ်သည်ကတ်အမျိုးသားတို့တွင်ပို့လောက်ရမည်သူအောက်ရသော အလုံးအင်းအည်အတွက်က45650ရှိသည်ရူပင်တက်နေဆိုင်သောအလုံးအင်းအည်အတွက်က3150ရှိသည် ဤသူတို့သည်ဒုတိယတတ်အရာ၌ချီရမည်ထိုခါတတ်မဲ့အလင်၌ပရိသတ်စီဝိယတဲတော်နှင့်တကွလေဝိတတ်ချီရမည်တခြားသည့်အတိုင်းလူအသီးသီးတို့သည်မိမိတို့နေရာ၌မိမိဆိုင်သော အလံနှင့်တူလိုက်လက်ချီရကြမည်အနောက်မျက်နှာ၌အေဖရင်တတ်အလုံးရင်သည်အေဖရင်အလံကိုထူ၍အမိဟုတ်သားအေလိရှမာသည်အေဖရင်အမျိုးသားတို့ပို့လောက်ရမည်သူအုပ်ရသော အလုံးအရင်အရေးအတွက်က 4500ရှိသည်အေဖရင်တပ်အနားမှမနီရှာမနာရှိတက်ချ၍ပေတာစုရတာကာမလီလသည် မနာရှိမျိုးသားတို့တွင်ပိုလောက်ရမည် သူအုပ်ရသောအလုံးရေရေတက်က3200ရှိသည်ထို့နောက်ဘင်ယမင်တက်ချ၍ကီတော်နေတာအပိတန်သည်ဘင်ယမင်အမျိုးသားတို့တွင် ပိုလောက်ရမည် သူအုပ်ရသောအလုံးရေအရေတက်က 35400ရှိသည်ဒီ A frame တက်နဲ့ဆိုင်သောအလုံးရင်အရေးတွက်က38100ရှိသည်ဤသူတို့သည်တတရားတက်အရန်၌ချီရကြမည်တက်များမြောက်မျက်နှာ၌တန်တက်အလုံးရင်သည်တန်အလံကိုထူ၍အမိရှက်တဲ့သာအဟေစာသည်တန်အမျိုးသားတို့တွင် ပို့လောက်ရမည်ဒူအောရသော အလုံးရင်အရေးတွက်က62900ရှိသည်တန်တက်အနမ်းမှာ အာရှတက်ချ၍ဩကနန္တပါကြည်လသည် အာရှမြို့သားတို့တွင် ပို့လို့ရမည်သူအောက်ရသောအလင်းအရေးအရေးအတွက်က4500ရှိသည်ထို့နောက်နတ်တလီတက်ချ၍အေးနန္တအဟိယသည်နတ်တလီအမျိုးသားတို့တွင်ပို့လို့ရမည်သူအောက်ရသော အလုံးအရေးအရေးအတွက်က9300ရှိသည်တန်တက်နှင့်ဆိုင်သော အလုံးအရေးအရေးအတွက်က3500 9600ရှိတည်းဤသူတို့သည်မိမိတို့အလံပါလျက်နောက်ဆုံးတက်အရာ၌ချီရကြမည်ထိုတို့နှင့်ညီအဆွေအမျိုးအလိုက် ရေတွက်သောဣတရီလအမျိုးသားတက် အလုံးရင်လူပေါင်းက633550ရှိတည်းထာဝရဘုရားသည်မောရှိအားမာထားတော်မူသည့်အတိုင်းလေဝိသားတို့ကိုဣတရီလအမျိုးသားတို့နှင့် ယောထွေမိတွေ့ရာသာရဖျားသည်မောရှိအမှားထားတော်မူသည့်အတိုင်းဣတရီလာမျိုးသားအတီးအတီးတို့သည်မိမိအလံအနာမှမိမိနေရာချချင်းကို၎င်းပူမိမိပူပါအမျိုးလိုက်ချီချင်းကို၎င်းပြုရကြ၏ဆာလနံပါတ်89အိုးဖျားသခင်တပားအမျိုးသားတို့သည် အမွေတော်ထဲသို့ဝင်ပြီးလေတန့်ရှင်းသောပိမ္မာတော်ကိုညဉ့်ညူစီ၍ ဂျေရုဆလင်မြို့ကိုဖြိုဖျက်ကြပါပြီကိုရောဤဂျွန်အသေးကောင်တို့ကိုမိုးကောင်းကင်ညှက်တို့အား၎င်းကိုရောဤတန်ရှင်းသူတို့အသားကိုတောသားရဲ့တို့အား၎င်းကျွေးကြပါပြီသူတို့ အသွေးကိုလည်းရေကဲ့သို့ကျရွစင်လည်းမြို့ပတ်လည်းနဲ့တွင်ကြ၍တကြိုသောသူလည်းမရှိပါအကျွန်ုပ်တို့သည်အင်းဤချင်းများကဲ့ရရာဘဝင်းချင်း၌နေသောသူများပြည့်ရပြု၍အရှက်ခွဲရဖြစ်ကြပါ၏။အိုးထာဝရဖျာအမျက်တော်သူဤအလင်းမငိမ့်ပေအဘယ်မြကာလပတ်လုံးထပ်ပါမည်နည်း။ဘယ်မြကာလပတ်လုံးစိတ်တော်သည်မပြေမီးကဲ့သို့ လောင်ပါမည်နည်း။ကိုရော့ကိုမတိသောတပါအမျိုးသားတို့အပေါ်သို့၎င်းနာမတော်ကိုပထနာမပြုသော တိုင်းနိုင်ငံသားတို့ ဘောသူ၎င်းအမျက်တော်ကိုတွန်းလောင်းတော်မူပါအကြောင်းမူကားသူတို့သည်ယာကုပ်အမျိုးကိုကြက်စား၍သူဤနေရာကိုလည်းတုတ်တင်ပယ်ရှင်းကြပါပြီရှေးကပြတ်မှားမိသောအပြစ်များကိုအကျွန်ုပ်တို့၌မှတ်တော်မမူပါနှင့်အကျွန်ုပ်တို့သည် အလွန်နှိမ်ချလက်ရှိပါသည်ဖြစ်၍ကယုဏတော်သည်အလေအမြန် ကူမပါစေတော့ကဲတင်တော်မသောဖရာနာမတော်ဤကုံတော်ကုံကို ထောက်၍အကျွန်ုပ်တို့ကိုမအစားတော်မူပါ နာမတော်အတွက်ကြောင့်အကျွန်ုပ်တို့ကိုနှုတ်ယူ၍အပြစ်များကိုဖြေရှင်းတော်မူပါသူတို့ဤဖျားသခင်ဒီအပေမှာရှိသည်နည်းဟုတပါအမျိုးသားတို့သည် အပေကြောင့်ဆိုရပါမည်နီတွန်ပြီးသော ကျွန်တော်မျိုးဤအသွေးဘက်မှတရားစီရင်တော်မူသောအကြောင်းဒီတပါအမျိုးသားတို့တွင် အကျွန်ုပ်တို့မျက်မှောက်၌ထင်ရှားပါစေသော အချုပ်ခံရသောသူဤညီတော်တန်ကိုနားထောင်တော်မူပါသေရသောသူတို့ကိုလက်ယုံတော်တကူကြီးသည်နှင့်အညီချမ်းသာပြီးတော်မူပါအကျွန်ုပ်တို့အိမ်ဤချင်းတို့သည်ကိုရောအားကဲ့ရဲ့ခြင်းအပြစ်ကိုသူတို့ရင်ခွင်သေးသောခေါနဲ့စတိုင်အောင်ဆက်ပြီးတော်မူပါဖျားတို့ဖြစ်ကိုရောထာနဲ့ကျဆသောတိုးစုတည်ဟုသော ကိုရောဤလူအကျွန်ုပ်တို့ သည်ကိုရော့ကိုအစင်မပြတ်ချီးမွှဲ၍ကြည်ကုံကျေးစုတော်ကိုအစင်အဆက်ဖြစ်အစင်အဆက်ဖြစ်လက်တန်တော်သူတို့အားဖော်ပြကြပါမည် ဆလနံပါတ်80ဒုစုကိုပို့ဆောင်တဲ့ကဲ့သို့ယောတအမျိုးကိုပို့ဆောင်တော်မူသောဣတရီလတူထင်းကြီးနားထောင်တော်မူပါခေရုပိန်တွင်ကျင်းဝတ်တော်မူသောဖရာရောင်ချီတော်ကိုလွှတ်တော်မူပါအေဖရင်အမျိုး ပိမန်ပိယမင်အမျိုး မနာရှိအမျိုးတို့ရှေ့မှတကိုးတော်ကိုနိုးစော်၍အကျွန်ုပ်တို့ကိုကယ်တင်ခြင်းဟာကြွတော်မူပါအိုးဖရာသခင်အကျွန်ုပ်တို့ကိုပြောင်းလဲစေ၍မျက်နှာတော်အလင်းကိုပြတော်မူပါသို့ဖြစ်လေအကျွန်ုပ်တို့ ်ကယ်တင်ခြင်းသို့ရောက်ကြပါလိမ့်မည်။ကောင်းရင်ပို့ချေအရှင်ဖရာသခင်ထာဝရဖရာကိုတော်ဤလူတို့ပြုသောပတနာစကားကို အပေမြတ်ကာလပါလုံးအမျက်ထွက်တော်မူမည်နီ။သူတို့ကိုမျက်ရည်မုံနဲ့ကြွေး၍ မျက်ရည်ကိုလည်းကြွယ်ဝစွာတိုက်တော်မူ၏အနီးပါး၌နေတော်သူတို့သည်အကျွန်ုပ်တို့အတွက်ငိမ့်ခုံကြပါ၏ရန်သူတို့သည်လည်းဝါကြွား၍အကျွန်ုပ်တို့ကိုပြည့်ရပြူကြပါ၏ကောင်းဝင်ပေါ်ကြီးအရှင်ဖရာသခင်အကျွန်ုပ်တို့ကိုပြောင်းလဲစေ၍မျက်နှာတော်အလင်းကိုပြတော်မူပါတို့ဖြစ်လျက်အကျွန်ုပ်တို့သည်ကယ်တင်ခြင်းသို့ရောက်ကြပါလိမ့်မည်ကိုရောသည်စပြစ်နှွေးပင်ကိုအေဂရိုပီကဆောင်ခဲ့၍တဘာအမျိုးသားတို့ကိုနှင်ထုတ်ပြီးမှစိုက်ပြူတော်မူ၏သူတို့နေရာကို ပြုတ်ပြင်းတော်မူသည်ဖြင့် သူသည် အမြင့်ကျ၍တပြေလုံးကိုနှံ့ပြပါ၏သူ၏အရိတ်ဒီတောင်တို့ကို၎င်းအခက်လက်တို့သည်အမျက်ဆုံးသောအာရစ်ပင်တို့ကို၎င်းလွှတ်မှုကြပါ၏သူသည်အခက်လက်တို့ကိုပင်လယ်တိုင်အောင်၎င်းအညွတ်တို့ကိုမြစ်ကြီးတိုင်အောင်၎င်းပြန့်ပွားစေပါ၏ယခုမူကလမ်း၌ရှောက်သွားသောသူအပေါင်းတို့သည် ဆွတ်စီခြင်းကသူ၏ချမ်းကိုအပေကြောင့်ချိုးဖြတ်တော်မူသည်။တောဝတိထိုအပင်ကိုကိုက်ခဲ၍တောသားရဲ့တီလေးစားပါ၏။ကောင်းကင်ဘိုးကြီးအရှင်ဖျားသခင်တဖန်ကြွတော်မူမိအကြောင်းတောင်းပန်ပါ၏။ကောင်းကင်ဘုံကကြည့်ရှုတော်မူပါထိုစပြစ်နယ်ပင်ကိုကြည့်ရှုကြွတော်မူပါလေယာလက်တော်နှင့်စိုက်ပျိုးသောအပင်ကိုတော်အဖို့ခိုင်းပါစေသော ပြိုးပင်ကိုကွဲကားတော်မူပါမီးရှို့ပါပြီးခုတ်လှဲပါပြီးမျက်နှာတော်ဖြင့်ဆုံးမခြင်းကိုခံရသောသူတို့သည်ပျက်စီးခြင်းသို့ရောက်ရကြပါ၏လေယာလက်တော်နှင့်ဆိုင်သောလူ ကိုတော်အဖို့ခိုင်းမစေတော်မူသော လူသား၏အပေါ်မှာလက်တော်ကိုတင်ပါစေသောသူ ဖြစ်လျင်အကျွန်ုပ်တို့ဒီကိုတော်ထာမမဆုတ်ရကြပါ အကျွန်ုပ်တို့ကိုအသက်ရှင်စေတော်မူပါနာမတော်ကိုပထနာပြုကြပါမိကောင်းကင်ဘုရားရှင်ဖရာသခင်ထာဝရဖရာအကျွန်ုပ်တို့ကိုပြောင်းလဲစေ၍မျက်နှာတော်အလင်းကိုပြတော်မူပါတို့ဖြစ်လျင်အကျွန်ုပ်တို့ဒီကယ်တင်ခြင်းသို့ရောက်ကြပါလိမ့်မည်ရှမဂုခရစ်ဝင်ကျမ်းအခန်းကြီး73အပိုင်ငယ်13 ိုရိုဒီပိတ်မှန်တော့မထွက်ကြတော်မူသောတပဲ့တော်တယောက်ကအရှင်ဘုရားကြည့်ရှုတော်မူပါအေးရာကြောက်ကြီးတကားအေးရာကြောက်ကြီးတကားဟုလျှောက်လင်းယေရှုကဤကြီးစွာသောတိုက်ဆောင်တုကိုတင်းသည့်ယခုမြင်ရ၏မဖြိုးမချဘဲကြောက်တစ်ခုပေါ်မှာတစ်ခုမတိမနေရဟုမိန်တော်မူ၏ထို့နောက်တန်လွန်တောင်ပေါ်မှာပိတ်မှန်တော်ရှေ့ရှုထိုင်တော်မူစဉ်ပေသူရာကုတ် ယောဟန်အန်ဒရီတို့ကထိုအမှုရာတို့သည်အဘေကာလမှဖြစ်မိကုန်၎င်းထိုအမှုရာရှိသည်များတို့သည်ပြည်စုံချိန်ဤသောအခါအဘေပုပ္ပနမိပေါ်ထွန်းမိကုန်၎င်းအမိန်ရှိတော်မူပါဟုအခြားသောသူမပါဘဲရှောက်ကြ၏ယေရှုကလည်းသင်တို့ကိုအဘေသူမြတ်မလဲ့ဖျားစီခြင်းကတတိပြုကြလောအများသောသူတို့ကငါသည်ဤမိသောသူဖြစ်၏ဟုဆိုလက်ငါ၏အရာကိုဆောင်၍ပေါ်လာသည်ဖြင့်လူများတို့ကိုလှည့်ဖျားကြလိမ့်မည်သင်တို့သည်စစ်တိုက်ကြောင်းကို၎င်း စစ်တပ်အံတော်တည်င်းကို၎င်းကြားရ သောအခါစိုးရင်တုံလှုပ်ခြင်းမရှိကြနဲ့ထို့သို့ဖြစ်ရမည်တိုးတော်လည်းအဆုံးတည်းမဖြစ်သေးလူတစ်မျိုးနဲ့တစ်မျိုးတနိုင်ငံနဲ့တနိုင်ငံရံပက်ပြူကြလိမ့်မည်အရေရတုန်၌မြေကြီးလှုပ်ခြင်းဖြစ်လိမ့်မည်အစာခေါင်းပါခြင်းနဲ့မငြိမ်မသက်ခြင်းတို့သည်ဖြစ်ကြလိမ့်မည် ထို့မူရာတို့သည်တုတ်ခတ်ဆင်းရဲခြင်းအစအိုးဖြစ်သည်တင်တို့သည်ကိုယ့်ကိုယ်ကိုတတိပြူကြလောအကြောင်းမူကားတင်တို့ကိုလွတ်ယုံသို့အနှံ့ကြလိမ့်မည်တရားစီရတုန်၌ရိုက်ကြလိမ့်မည်ထို့သူတို့အာသက်တည်ဖြစ်မည်အကြောင်း သင်တို့ဒီဝမ်းမင်းရှင်ဘုရင်ထံသို့ငါကြောက်ရောက်ကြလိမ့်မည်ဧဝံဂေလိတရားကိုရှေးဥစွာလူမျိုးအပေါင်းတို့အားဟောရလိမ့်မည်သင်တို့ကိုအံ့နံချင်းကပို့ဆောင်ကြသောအခါအဘယ်သို့ပြောရမည်ကိုမစိုးရင်ကြနှင့် ရှေးမစွာကမစင်ချင်ကြနှင့် ထုခဏချင်းတွင်တင်းတို့ရသောစကားကိုသာပြောကြလောအကြောင်းမူကတင်းတို့အလိုအလျောက်ပြောကြသည်မဟုတ်တန်ရှင်သောဝိညာဉ်တော်သည်ပြောတော်မူ၏ထုကလာ၌ညီကိုချင်းတယောက်ကိုတယောက်ဒေစီချင်းကအလိုက်မီအဘသည်လည်းသားကိုအလိုက်မီသားသမီးတို့သည်လည်းမိဘကိုရံပဲ့ပြု၍ဒေစီကြလိမ့်မည်လူအပေါင်းတို့သည်လည်းငိုင်းနာမကြောင့်တင်းတို့ကိုမုံကြလိမ့်မည်အချင်းတို့သည်အဆုံးတိုင်အောင်တည်ကြည်၏ထိုသူသည်ကယ်တင်ခြင်းသို့ရောက်လိမ့်မည်ပရောဖက်တန်ယေလအဟောသည်အတိုင်းပြည့်စည်သောယွန်း ရှာပွေသောအရာသည်မနေတင့်သောအရာ၌စိုက်လေသည်ကိုသင်တို့မြင်ရလင်ကျမ်းစာကိုကြည့်ရှုတော်သူသည်နားလည်ပါစေထို့သူမြင်ရလင်ယူဒာပြည်၌ရှိတော်သူတို့သည်တောင်ပေါ်မှပြေးကြစီအိမ်မိုးပေါ်မှရှိတော်သူသည်အိမ်ထဲသို့မဆင်းစေနှင့်အိမ်ထဲက တဆုံတစ်ခုကိုယူခြင်းကမဝင်စင်းနဲ့လေ၌ရှိတော်သူသည်လေမိမိအဝတ်ကိုယူခြင်းကနောက်တော့မပြန်စင်းနဲ့ထိုနေ့ရက်၌ကိုဝင်စင်းသောမိမနှင့်နှုတ်ဆို့တငယ်ရှိသောမိမတို့သည်အလွန်ခက်ကြလိမ့်မည်သင်တို့ပြေရသောအချိန်ဒီဆောင်းကာလ၌မကြမီအကြောင်းဆုတောင်းကြလောအကြောင်းမူကားဖျားသခင်ဖန်ဆင်းတော်မူသော ကဘာဥမဆရယခုတိုင်အောင်မဖြစ်စဘူးနောင်နဲ့လည်းမဖြစ်လက်တန်သောဒုက္ခသည်ထိုဤကာလ၌ဖြစ်လိမ့်မည်ထိုကာလကိုဘုရားသခင်သည်တာရှိစီလင်အဘယ်သူမှမလွတ်နိုင်ရရွေးချယ်တော်မူသော သူတို့အဖို့လုံကထိုကာလကို တူစီတော်မူမည်